local product ကို promote လုပ်တာမျိုးတွေလွန်ခဲ့တဲ့10နှစ်ကဆိုရင်ဒါအရင်နေသေးရပေါ့အဲ့အချိန်မှာအမကဒီဈေးတွေကိုရှောက်သွားကြည့်ရပေါ့နော်အဲ့တော့မြန်မာ product တွေဘာတွေရှိလဲဈေးထဲမှာထက်ညက်တွေကိုပေါ့ဒီလိုတောင်းနေနေရောင်းနေအဲ့နဲ့အမစိတ်ဝင်စားပြီးဒီထက်ညက်ဈေးအောင်လိုက်လေ့လာတယ်အဲ့တော့နိုင်ငံခြားသားတွေနဲ့တွေ့ရဲ့ဧည့်သည်တွေနဲ့တွေ့ရဲ့ခါကျတော့သူကဘာပြောလဲဆိုတော့ငါတဲ့ပကံသွားလို့ရှင်ပေါ့နော်ထက်ညက်ခဲတွေအဲဂျိုနီယာတွေ့တယ်အရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒါက traditional culture ဖြစ်တယ်ပေါ့ ဒါပေမဲ့ငါတို့လည်းဒါကိုဝယ်ပြီးတော့မစားရဘူးလေဘာဖြစ်လို့လဲဆိုတော့လက်တင်နဲ့လုံးနေတော့ hygiene မရှိရင်တို့တွေကခီးသွားနေတဲ့အတွက်ကြောင့်ပေါ့နော်ဝင်နေပါရရှောင်းရင်တို့တွေကအဆင်ပြေဦးတဲ့ဒီမြန်မာပြည်မှာအထင်မှားနေတာ value added လုပ်တယ်ဆိုတော့ product packaging ပြောင်းလိုက်ရင်ဖြစ်တယ်လို့ထင်တာပါဒီလုပ်ငန်းစတင်တဲ့အခါမှာလည်းစိန်ခေါ်မှုအကြီးရှိတယ်လို့ဒီလုပ်ငန်းကိုရေရှည်တည်တတ်အောင်လုပ်ဖို့အရာလဲဒါအကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါလုပ်ငန်းစတင်ကဘာရေးစိန်ခေါ်မှုရှိမလဲဆိုတော့လွန်ခဲ့တဲ့10နှစ်ကအကြောင်းအမှားတို့ပြောမယ်ဆိုလို့ရှိရင် experience နေမရှိခဲ့ဘူးမှာစီးပွားရေးနဲ့ပတ်သက်တဲ့ background မှမရှိဘူးစီးပွားရေးဆိုတာလည်းဒီအနုပညာ ာဇန်နဲ့ဒီ product တွေလူလူတွေကိုရောက်သွားခြင်းနဲ့ပြောရမယ်ဆိုကွန်မီပါအစားပေါ့နော်ထင်ရခဲဈေးထဲမှာဒီလောက်ဈေးပေါ်နေတာနေအဲ့ဒါကိုစီးပွားဖြစ်အောင်ပြီးတော့လုံးပါအကုန်လုံးက question mark တွေနဲ့ကိုယ်ကိုမေးခဲ့ရပါဘူးလုံးကြည့်လိုက်တော့လည်းအရှုံးမရှိဘူးဆိုပြီးတော့ဒီလိုမျိုးစတင်ခဲ့ရပါပြောမယ်ဆိုလူငယ်တယောက်အနေနဲ့ပေါ့နော်အောင်မြင်မှုကိုအရန်လူကျင်ခဲ့မှုရယ်ဥမာဈေးကွက်ထဲမှာတော့ဒါတော့ပေါက်နေပြီးခဏချက်ချင်းတော့ငွေရလာနိုင်တယ်ခဏချက်ချင်းတော့ကုမ္ပဏီဖြစ်သွားနိုင်တယ်ဒါပေမဲ့ရေရှည်သေးတဲ့ခံမြင်ဖို့ကြတော့ခက်ခဲတယ်ပေါ့